အလုံးဝမင်္ဂလာပါကျွန်တော် Chelsea 4 UN ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့သတင်းလေးတွေနဲ့ဒါကိုပါမားရဲ့ injury update သတင်းပေါ့နော်ဒီသတင်းအကြောင်းအရာလေးတွေကိုကျွန်တော်တို့ညကိုရိုးနဲ့တူတူပြောသွားခြင်းနဲ့ပေါ့နော်ဆိုတော့ အနောက်သုံးတင်တဲ့ပုံအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ကွင်းလေကသသမပေါ့နော်ဒုတိယကပရိန်ဖြစ်တဲ့အန်ဆိုဖာနန်ဒက်ကိုရီမထရစ်ကအလိုရှိနေတယ်ဆိုတဲ့တင်ဖြစ်တယ်ပေါ့နော်ဒီတင်ကအရင်တုန်းကတည်းကတက်တည်တဲ့တင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီတုန်းကတော့ကျွန်တော်ကိုလာဟာလာလို့ပဲထင်ခဲ့တာဖြစ်တယ်ပေါ့နော်အခုအချိန်မှာတော့ဒါပြန်ပြီးဟောလာတာမျိုးတော့တွေ့ရတယ်ဒီကဖြစ်တော့ဒါရီမထရစ်ကလိလက်သွားတဲ့ဒီတူနီခရူးတို့လူကာမိုရီတိုနေရာမှာအစားထိုးခြင်းတဲ့ပုံစံမျိုးတော့ ပေးရတယ်ဒီနေရာမှာကဘာဘင်းငါတို့ရှူမနီတို့ကအလုံးမဖြစ်ဘူးပေါ့နော်အဘယ်ဘာတွေရှိသည့်တက်အောင်ဘယ်ဘာတွေကလည်းဒီလိုလိုမျိုးကိုပတ်မနေနိုင်ကစားနိုင်တဲ့ကစားသမားမျိုးမဟုတ်ဘူးပေါ့နော်ဒီနေရာမှာအန်ဇိုဖာနန်နက်ကတော့အုံကွင်ချဖြစ်မဲ့အကဒါမမျိုးဖြစ်တာကြောင့်မို့သူတို့တွေနဲ့အလိုရှိတဲ့သဘောမျိုးဖြစ်တယ်။သူတို့ချက်စီဘက်ကတော့ရောင်းချလိုတဲ့ဆန္ဒမရှိဘူးပေါ့နော်။ချက်စီကအနာဂတ်ပလန်မှာအန်ဆိုဖာနန်နက်ဟာ main role အဖြစ် သွားမဲ့သဘောမျိုးဖြစ်တာကြောင့်မို့ချက်စီဘက်ကတော့ကြေးသမတ်တာမျိုးလည်းမရှိဘူးဟိုဘယ်လိုပြောမလဲရောင်းချမယ်ဆိုရဲတတင်းကိုလည်းမတွေးရဘူးပေါ့နော်ဒါပေမဲ့ဟိုဒီကစားမားရဲ့ market value ကပေါင်သန်း130လောက်ရှိတယ်ပေါ့နော်အဲဒါတော့မြင့်တဲ့ပမာဏကတော့ဒါချက်စီရဲ့ဒါ contract တွေကြောင်းဖြစ်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ချက်စီနဲ့ Enzo Fernandez ရဲ့စာချုပ်က2030နှစ်ထိဖြစ်တာတကြောင်မို့ ရွေးမထွက်နေတဲ့ဒါခေါ်ယူမယ်ဆိုရင်ပြချရမယ့်ပမာဏကတော်တော်များတယ်ပေါ့နော်ဆိုတော့ဒီပမာဏကိုလည်းရွေးမထွက်ကပြချလို့လည်းဆန္ဒမရှိဘူးဆိုပြီးတော့တွေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အမြင်အရဆိုရင်တော့ဒီအပြောင်းရှိခဖြစ်လာဖို့ကတော့မဖြစ်နိုင်ဘူးလို့ပဲထင်တယ်ပေါ့နော်ဆိုတော့ဘယ်နဲ့နဲ့ကလည်းဒီချက်စီရဲ့ဟို legend တယောက်အဖြစ်သူရှေ့ဆက်ပြီးတော့သွားခြင်းနဲ့ပုံစံမျိုးတော့တွေးရတယ်ဆိုတော့ဒါကတော့ပထမဆုံးတတင်းတဲ့ပုံအနေနဲ့အန်ဆိုဖာနန်ဒက်ကိုရီယယ်မက်ထရစ်ကအလိုရှိတယ်ဆိုတဲ့တတင်းဖြစ်ပါတယ် ဆိုတော့ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒါလူငယ်ကစားသမားလေးတယောက်ဖြစ်တဲ့ Time Ridge Job ပေါ့နော် Time Ridge Job ကလက်ရှိအချိန်မှာခြေစိမမပြောရွှေမှုဆိုပြီးတော့တွေးရတယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ဒီလူရသည်အပြောင်းရွှေ့တုန်းကတော့ Time Ridge Job ကိုဖူဟန်ကအလိုရှိခဲ့ပြီးတော့ဖူဟန်နဲ့ဘယ်လိုပြောမလဲအပြောင်းရွှေ့ပြီးမြောက်ခဲ့ပြီဆိုတဲ့အနေထားမျိုးကြီးရောက်ခဲ့ပြီးမှပြည့်ပြည့်သွားတယ်ပေါ့နော်ပြည့်ပြည့်သွားတဲ့အနေထားမျိုးမှာ Time Ridge Job ကခြေစိမ ပြန်ရောက်လာတယ်ချက်စီမှာလည်းနေရာတစ်ခုစာအထိတော့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်အသက်စကူနှစ်ရွယ်ကစားသမားတစ်ယောက်အနေနဲ့ချက်စီမှာဟို main striker အနေနဲ့အဲ့တော့မဟုတ်တော့မှသူ့အနေနဲ့လိုရင်လိုရတယ်လို့ဖြည့်ကစားတဲ့အနေအထားမျိုးတွေတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုဒီနေထားမျိုးကိုလည်း तू ကပျော်ရွှင်မနေဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီကစားသမားက तू ကတောင်မန်ကစားသမားတစ်ယောက်ဖြစ်တာကြောင့်မို့သူ့ကို तू တောင်မန်ကစားသမားလိုပဲမြင်နေရတယ်လက်ရှိချိန်မှာချက်စီကဘယ်လိုပြောမလဲ all round attacker ဖြစ်ထားတယ်ပေါ့နော်ဟော တက်စစ်မှာလည်းထားသလိုနောက်ချန်တက်စစ်မှာလည်းထားတယ်တောင်ဝင်မှာလည်းထားသလိုဒီဝဲဝဲလက်ဝဲမှာနှစ်ခုတစ်လုံးမှာထားပြီးတော့ကစားတာတွေတွေ့ရတယ်ပေါ့နော်ဒါဟိုတိုင်းဝင်းချောက်ကစိတ်ပြက်တဲ့သဘောမျိုးကိုတွေ့ရတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါပြောချင်တာကဘာလဲဆိုတော့ဒီအသင်းမှာဆိုရင်တော့ဒီအနေအထားမျိုးကိုတော့ကြုံရမယ်လို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့အဇူမာနစကာကဒီတမ်ပရေချာတောက်သေးကိုပဲအဲ့လိုမျိုးကစားစေတာတော့မဟုတ်ဘူး။ဆိုတော့အကုန်လုံးကိုသူက all round ရစေချင်တဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်။သူရဲ့ဒီ tactical အရာ ဟာအချိန်မြောင်းလုတ်တဲ့ခါမှာလိုသလိုအသုံးပြုလို့ရအောင်ဒီလိုမျိုးသွတ်သွင်းနေတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒီညမှာ SD ဘောင်ပြောတဲ့စကားလေးလည်းရှိတယ်ပေါ့နော် SD ဘောင်ကဒီချက်စီမှာသူကစားနေရတဲ့ပုံစံဘယ်နေရာကစားလို့ဟိုကစားနေရမှန်တော့မသိဘူးပေါ့နော်သူအနေနဲ့နေရာဆုံးမှာလိုက်ပါပြီးတော့ကစားနေရတယ်ဆိုပြီးတော့ပြောတယ်ဒါ ው လည်းအဲဆိုမှာစကားကညွန်ကြားထားလို့ဖြစ်တယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော် နကျွန်တော်ပြောသလိုပဲအန်ဆိုမာရစ်ကာကကစားသမားတယောက်ချင်းစီတယောက်ချင်းစီတိုင်းကိုမိန်ဖန်ရှင်တက်တက်ကြီးမထားဘဲနဲ့အကုန်လုံးကို all round သဘောမျိုးထားတဲ့သဘောမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့အသူရဲ့တက်တကယ်အရာအချိန်မြောင်လုပ်တဲ့ခါမှာလွယ်ကူတဲ့အချိန်နေရအောင်ဖန်တီးထားတယ်လို့ပဲကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒါတော့ဟိုတမ်ရီဂျွန်နဲ့ပတ်သက်ပြီးတော့လာမယ့်ဇန်နဝါရီမှာထွက်ခွာဖို့ရှိတယ်ဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့နော် သူ့အတွက်နေရာကလည်းပေးရမရှိဘူးပေါ့နော်တောင်မန်နေမှာလည်းကနာချိုးလို့ကစ်တန်လို့ရှိသလိုဒီဘက်တောင်မှာဆိုရင်လည်း ST ဘောင်ပြီးတော့ပထနတူပေါ့နော်ဒီကမ်းမတွေကိုလည်းအောက်လို့မဖြစ်တဲ့အနေအထားမျိုးဖြစ်တယ်ဒါကြောင့်မို့ဒီကမ်းမတို့ရောချက်စီကဇန်နဝါရီပြောင်းရှိမှာရောင်းချဖို့ရှိပါတယ်ဆိုတော့နောက်သတင်းတစ်ပုဒ်ကတော့အာကျွန်တော်တို့အသင်းကဂျူပင်တက်ရဲ့တောင်မန်ကစားသမားတယောက်ဖြစ်တဲ့ဒါဂျီတစ်ကိုအလိုရှိတယ်ပေါ့နော်။အာပြီးခဲ့တဲ့ဒီ နွေရည်ပြောင်းရှိတုံးကတော့ပေါင်68တန်းလောင်းနဲ့ဂျူဗင်တက်ကိုချက်စီကကန်လန်းခဲ့တယ်လို့တွေးရတယ်ပေါ့နော်။ဒါပေမဲ့ဂျူဗင်တက်ကတော့ပေါင်68တန်းထက်ပိုအလိုရှိတယ်ပေါ့နော်။ဒီကမ်းမအတွက်ပိုပြီးတော့အလိုရှိတယ်ဆိုပြီးတော့တွေးရတယ်။ဒီကမ်းမကပြောရရင်အသက်20ရွယ်ကသမားတွေတဲမှာတော့အတောက်ပါဆုံးကသမားလို့ပြောလို့ရတယ်ဆိုတော့တရားသီးမှာဆိုရင်လည်းအသူ့အနေနဲ့ခုနှစ်ပွဲကစားရမှာကိုးပါဝင်ပတ်သက်မှု6ဂိုးလောက်ထိရှိတယ်ပေါ့နော်တရားသမားဟာ ထူးခြားချက်ကဘာလဲဆိုတော့ဘယ်လဲတန်တယ်ညာလဲတန်တယ်ပေါ့နော်နေရာအစုံမှာကစားနိုင်တာကိုတွေ့ရတယ်ခုနကျွန်တော်ပြောခဲ့သလိုပဲမာရက်စကာကဒီလိုကစားသမားတွေကိုတိတ်ကြိုက်တယ်ပေါ့နော်ဆိုတော့အခုလက်ရှိမှာဆိုရင်နပတ်ထူနတူတို့ SD ဘောင်တို့ကာနာချူတို့ပေါ့နော်ဆိုတော့ဒီကစားသမားတွေကို အနေအားဆုံးမှာလှည့်ပတ်ပြီးတော့ကစားစီတာမျိုးတွေလည်းတွေ့ရတယ်ဆိုတော့ဒါကြောင့်မို့ဒီအဲရီတစ်ကိုပေါ့နော်နေရာဆုံးမှာလိုက်ပြီးတော့ကစားတတ်တဲ့ရီတစ်ကိုအလိုရှိတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဇန်နဝါရီမှာတော့ထပ်ပြီးတော့ကန်လန့်မှုရှိတယ်ဆိုပြီးတော့သတင်းတွေမှာတော့တွေ့ရတယ်ဆိုတော့ဂျူပင်တက်ဘက်ကတော့ဟိုကျွန်တော်တို့သိတဲ့အတိုင်းပဲပေါ့နော်ဂျူပင်တက်ကလိုကစားမားတွေရောင်းချရမှာတော့ဘယ်တော့မှဟိုအလျှော်မပေးတဲ့အတင်းတင်းဖြစ်တယ်ပေါ့နော်ဝယ်ယူရနေရာမှာဆိုရင်တော့သူ့နေနဲ့ဘောချောင်ကောင်းရှားခြင်းနဲ့အတင်းဖြစ်တယ်ဆိုတော့ဒါကြောင့်မို့ချက်စီနေနဲ့ဒီကမ်းမောက်ကိုဝယ်ယူမှဆိုရင်တော့ ဟိုတတိထားပြီးတော့ခြေကမှဖြစ်မယ်ပေါ့နော်ဒါတော့ငါဂျီတင်းနဲ့ပတ်သက်ပြီးတော့ချက်စီကဇန်နဝါရီမှာထပ်ပြီးတော့ကန်လန်းဖို့ရှိတယ်ဆိုတော့ကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ် နောက်ထပ်သတင်းတွေကတော့ကျွန်တော်ရဲ့နောက်ကကသမားတစ်ယောက်ဖြစ်တဲ့ Electricity ပေါ့နော် Electricity ကိုတော့အတင်းကြီးနဲ့ဒါလင်းချင်းခွင့်မပေးတာတော်တော်ကြာကြီးပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့သတင်းတော့တွေကလည်း Mariska ကိုမေးတဲ့အခါမှာ Mariska နေနဲ့ဒီအတင်းဘက်ကနေပြီးတော့ Electricity နဲ့ပတ်သက်ပြီးတော့ဘာမှပြောထားခြင်းမရှိတဲ့အတွက်ကြောင့်မို့သူအနေနဲ့ဘာမှလုပ်ပိုင်ခွင့်မရှိဘူးဆိုပြီးတော့ပြီးခဲ့တဲ့ပတ်တုန်းကတော့ပြောတယ်ပေါ့နော်ဆိုတော့လက်ရှိချိန်မှာတော့သူကဘာပြောလဲဆိုတော့ Azumaleska ကဒီ Electricity နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ခေါ်ဖို့ ပြန်ခေါ်ဖို့ဆန္ဒမရှိသေးဘူးဆိုပြီးတော့တွေးရတယ်ပေါ့နော်ဆိုတော့ဒီမှာဒီလိုဖြစ်သွားတဲ့အကြောင်းရင်းကတော့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးခဲ့တဲ့3လလောက်ကထင်တယ်အလက်ဒီဆာစီကဒီ new year ဒီအတောင်ရှိမှာတော့ငါဖြစ်ပြက်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြောတာတွေရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့သူနေတဲ့ဒီဘုံမောက်ကိုရောက်ဖို့ရှိတဲ့ဟာမျိုးတွေပြီးတော့ဘုနကူကပြန်ပြေးရောအငှားခေါ်တဲ့ဟာမျိုးတွေပေါ့နော်ဒါဒီမှာသူตายာမိပြီးတော့ဘယ်လိုပြောမလဲ ဟိုပြောင်းမြင်တဲ့စိတ်ဖြစ်ခဲ့တယ်ဆိုပြီးတော့နောက်ဆုံးချိန်ထိဒီမိုရာကိုပြောင်းရွှေ့ဖို့ပြန်ပြီးကြိုးစားခဲ့တယ်ဆိုပြီးတော့ထုတ်ဖို့ပြောကြားလိုက်ရတာနေပြီးတော့ဒီနေထားကိုရောက်သွားတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်သူ့တော့ကတော့မိုနာကိုကအင်တလုံးဖြစ်တယ်ဆိုပြီးတော့သူပြောသွားတယ်ပေါ့နော်အဲ့တုန်းကတော်တော်များများဒီအင်တာဗျူးကိုသိပ်ပြီးတော့တတိမထားမိလိုက်ကြအောင်ဒါပေမဲ့ဒီချိန်မှာပြန်တွေးကြည့်တဲ့အခါကျတော့ဒီအခြေအနေကပဲဒါ အလက်ဒီစာစီကိုအတင်းရဲတာအပြင်ဘက်ကိုရောက်သွားစီရဲလို့ကျွန်တော်ယူဆရတယ်ပေါ့နော်ဆိုတော့ဒါကတော့အဇိုမာရက်စကာကအလက်ဒီစာစီကိုပြန်ပြီးတော့မခေါ်တော့ဘူးဆိုတဲ့အခြေအနေကိုကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးအဲ့ဒီတင်ကတော့ကိုပမားရဲ့ injury အဲ့ဒီတင်ဖြစ်တယ်ပေါ့နော်ကိုပမားကလက်ရှိအချိန်မှာပေါင်ချန်တန်ရာအကြောင်းအနားယူနေတာကျွန်တော်တို့အသင်းမှာပရိုပရိုမလားတလားလောက်တော့ရှိပြီလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဟို၄ပွဲလောက်ထိကိုပမားမပါတဲ့ပွဲစဉ်တွေကျွန်တော်တို့ရှင်မြိုင်ခဲ့ ပြီးပြီပေါ့နော်လက်ရှိချိန်မှာနောက်ဆုံးတက်လာတဲ့တင်းကပါလဲဆိုတော့အော်တိုဘာလာအကုန်ထိတောင်မှနားမဲ့သဘောမျိုးကိုတွေ့ရတယ်ဆိုတော့အော်တိုဘာလာအတွင်းမှာကျွန်တော်တို့ချန်ပီယံလိဂ်တွေပရီးမီးယားလိဂ်တွေပေါ့နော်လေးပွဲတိကံမိုးရှိတယ်ဆိုတော့အဲ့ဒီမှာဒါဘယ်လိုပြောမလဲတော်တယ်ဖော်ဗရက်ပါမယ်ပြီးတော့အေဂျက်ပါမယ်ပေါ့နော်ပြီးတော့ဆန်ဒလန်ပါမယ်ဥပါမယ်ပေါ့ဆိုတော့အသင်းတွေကိုကြည့်တယ်ဆိုရင်တော့ဒီအသင်းတွေကကိုပမမပါလဲနိုင်နိုင်တဲ့အသင်းတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စိုးရိမ်တာကပါလဲဆိုတော့ ရည်ရှိဖြစ်သွားမှာကိုကျွန်တော်စိုးရင်တာကိုပမရည်ရှိဖြစ်သွားမှာကိုစိုးရင်တာပေါ့နော်နောက်ဆုံးဒါနိုဝင်ဘာလအစမှာဒီစပန်းနဲ့ပွဲမှာတော့ပြောင်းဝင်ပါဝင်နိုင်ခြင်းရှိတယ်ဆိုပေမဲ့တရားကင်းမတည်တဲ့အခါမှာတော့စပန်းနဲ့ပွဲလည်းပါဝင်နိုင်မှာမဟုတ်ဘူးပေါ့ကျွန်တော်ဒီလန်ဒန်ဒါဘီဆိုတာလည်းရည်ရှိတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဆို ဟိုကျွန်တော်တို့အတွက်ကတော့မနှက်ပြောရင်နင်းနဲ့ဆုံရှုံမှုရှိတယ်လို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ကိုပမောင်းပါတဲ့အခါမှာကျွန်တော်တို့ရဲ့တိုက်ဆက်ကအချောက်ပထူလို့ရုံးကန်နေရတာကိုညီကတို့လည်းမြင်တာပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ကွင်းလယ်မှာဒါတိုက်စပီတွေမှာအလုံးလုံးဖို့ပေါ့နော်အန်ဆိုဖာနန်နဲ့တယောက်ပဲရှိတယ်ပေါ့နော်တန်နကသမားရီကဒီနေရာမှာကစားနိုင်စွမ်းကတိတ်မရှိသေးဘူးပေါ့နော်ဆိုလက်ရှိဒီဖုန်နနိုတီကိုရှိတယ်ဆိုပေမဲ့လည်းဖုန်နနိုတီကလည်းအလားကိုပမောင်းလို့ဆွဆောင်နိုင်တာမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့အစီပေါင်းရှိရဆိုပေမဲ့လည်းအစီပေါင်းကလည်း ဒါအသက်16နှစ်သာရှိသေးတယ်ပရီးမီယာလိနဲ့အသားကျဖို့ကဒါအချိန်ယူအောင်မဲ့ကာမမျိုးဖြစ်တယ်ပေါ့နော်တောက်လျှောက်ကြီးတုံးမှုလည်းမလွယ်တဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ကိုပမားကိုဒီလိုမျိုးတောက်လျှောက်တွေတုံးလာလို့လက်ရှိတန်ရာအခြေအနေကပိုကြွားတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့ကာမတွေကိုတော့ပြောရရင်စဉ်းစားချင်းချင်းပြီးတော့အသုံးပြုဖို့လိုလာတယ်လို့ပဲကျွန်တော်ယူဆတယ်ပေါ့နော်ကျွန်တော်အသိမှတန်ရာရတဲ့ကာမတွေကအရမ်းများနေတယ်အရမ်းများတာမှတော်တော်ကိုများနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ ဒါတော့ကိုပမအနေနဲ့အော်တိုဘားလာကုန်တီနားမယ်ဆိုတဲ့တည်င်းကိုကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်ကျွန်တော်အသင့်အတွက်ကတော့မနက်ပြောရင်နေ့နာဆုံရှုံမှုကြီးတယ်လို့ပဲအာကျွန်တော်ကတော့ယူဆပါတယ်ဆိုယူကတော့ဘလို့မြင်လဲပေါ့နော်ဒီတည်င်းနဲ့ပတ်သက်ပြီးတော့မှတ်ချက်လေးတွေပေးတော့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ယူကတော့နောက်ပြောမှပြန်တွေ့ပါမယ်